ဟောအားလုံးပဲမင်္ဂလာပါကျွန်တော်တက်ကညီကိုရေးအတွက်ဟော officer ဖြစ်ချင်တဲ့ညီကိုရေးအတွက်ပေါ့နော်နောက်တစ်ချိန်မှာတက် officer ဆာမွေးကိုဖြီးမယ်တက် officer လုပ်မယ် second mate တွေလုပ်မယ် chief mate တွေလုပ်မယ်ဆိုတဲ့ brother တွေအတွက်အဲကျွန်တော်ရဲ့ online class တွေနဲ့မိတ်ဆက်ပေးခြင်းလို့ပါဆိုတော့ကျွန်တော်အရင်တော့လုပ်ထားတယ် online class တွေရှိတယ်ဆိုတော့သင်မောပေါ်ရင်တည်းရိုက်လုပ်ထားတာရှိတယ်ပြီးအိမ်ကနေပြီးတော့လှမ်းပြီးလုပ်ပေးတာမျိုးရှိတယ်အခုဒီစင်ကာပူမှာကျောင်းတက်တယ်ကျောင်းတက်နေတဲ့စင်ကာပူမှာရတဲ့ source တွေကို ဒီမှာလုပ်ပေးထားတဲ့ video file နဲ့လုပ်ပေးထားတာမျိုးရှိတယ်။အဲ့ဒီအကုန်လုံးကျွန်တော် online class တွေကိုထည့်ပေးတာဖြစ်တယ်။ဆိုတော့ကျွန်တော် online class ကဒီ class 3စာမွေးဖြေမဲ့ညီကိုတွေအတွက်လည်းအသုံးဝင်လိမ့်မယ်။နောက်ပိုင်းကျရင် class 2စာမွေးဖြေမဲ့ညီကိုတွေအတွက်လည်းအသုံးဝင်မယ်။ပြီးရင်တင်မောပေါ်မှာခရေက AB ဘောကနဲ့ OS ဘောကနဲ့အော်လုပ်တွေလေ့လာခြင်းနဲ့ officer job တွေလေ့လာခြင်းနဲ့ဆိုတဲ့ brother တွေအတွက်လည်းအသုံးဝင်မယ်။ဒီကောင်စာမွေးဖြေတဲ့အခါကျရင် ်အာ rule စီကိုစာချုပ်ချက်လို့ရအောင်မျိုးအဲရှင်းပြရတဲ့ဗီဒီယိုဖိုင်လည်းပါတော့ကြောင်မလို့ဒီ AV ဘွား OS ဘွားပါကလေးကဒီ online class ကအသုံးဝင်မယ်ပြီးသွားရင်ဥမာဒီ class 3 class 2ပေါ့နော်စာလုံးကိုလာဖြည့်ခြင်းနဲ့ဆိုတဲ့ brother တွေအတွက်လည်းအသုံးဝင်လိမ့်မယ်နောက်ပိုင်းကျရင်အာကျွန်တော်ဘာတွေပါထည့်ထားမလဲဆိုတော့ကျွန်တော်နောက်ပိုင်းတက်သွားတဲ့အဆင့်တွေပေါ့နော်အဆင့်တွေအကုန်လုံးကိုကျွန်တော်ဒီ online class တွေကိုပေါင်းထည့်မှာဖြစ်တယ် ပြီးသွားရင်ဒီဆာမွဲပြီးသွားရင်လည်း on job ဆိုတာထက်လို့ပါเนาะဒီဆာမွဲကစာစာပဲကြက်တာဟုတ်စာကြက်ပြီးသွားရင်ဒီ second mate တမိတ်ဒီဘာကြီးလောက်ရမလဲတင်မောမှာအဲ့ဒါကို on job training ကျွန်တော်တင်မောမှာလောက်ထားရလေရှိတယ်ဆိုတော့ကျွန်တော် online class မှာအဲ့ဒါ all in one အကုန်ပါလိမ့်မယ်ဆိုတော့တက်ကော်ဝီဇာဆာမွဲဖြည့်မယ်ဂုံသုံးလေချစ်ချင်တယ်တင်မောမှာလောက်မယ်အလုပ်တွေလည်းတည်ချင်တယ်เนาะနောက်ပိုင်းကြာရင်လည်းထပ်ပြီးတော့ចောင်းနေဆက်တက်ချင်တယ် ဆိုတဲ့ brother တွေအတွက် online class ကြော်ညာပေးတာပါအဲ့ဒါက lifetime ကျွန်တော်ဖွင့်ပေးတယ်မဲ့ telegram group ထဲမှာအဲ video တွေတင်ထားပေးတယ်ပေါ့နော် okay အော်တင်နှန်းကြီးကတော့တသိန်းပါဆိုတော့ online class တက်ခြင်းနဲ့ dog officer လုပ်ခြင်းနဲ့ညီကိုတွေအတွက် provider တင်တဲ့ကြော်ညာပေးတာပါဆိုတော့ကျေးဇူးတင်ပါတယ်